ပါ CES Computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ယနေ့ခေါင်းဆောင်များမှာ decision statement conditional code အနေနဲ့ကျွန်တော်တို့ဘာကိုပြရလဲဆို if statement ကိုပြရတယ်။ဘာမှမခက်ပါဘူး if ဟာ present thesis နဲ့ calibrate နဲ့ဟုတ်ပြီနော် if ရဲ့ present thesis နဲ့ calibrate နဲ့ calibrate ထဲမှာကိုရေးမဲ့ code တွေဒီထဲမှာ condition ဘာလုပ်မလဲ set မယ်။ကိုကြိုက်တာ stress ဒါ basis အနေနဲ့တော့ဒီလောက်ပေါ့ဗျာဟုတ်ပြီနော် okay ကဲအဲ့ဆိုတော့နောက်နှစ်ခုဒီအခြေအနေလေးကျွန်တော်ပြမယ်ဗျာကြည့်မယ်ကျွန်တော် code လေးတစ်ခုရေးထားတယ် ဘာဟုတ်မလားဘာဆိုတဲ့ keywords ကိုသုံးပြီးတော့ကျွန်တော်ဒီ JavaScript language တွေကဘာဆိုတဲ့ keywords ကိုသုံးပြီးတော့ memory ပေါ်မှာ allocation တခုယူလိုက်တယ်ယူပြီးတော့နာမည်ပေးလိုက်တယ်ဘယ်လိုပေးလိုက်လဲဆို computer ဆိုရင်ဟာ variable name เนาะဒါ variable name variable name ပေးတဲ့နေရာမှာဒါ keyword ဒါ variable name variable name ပေးတဲ့နေရာမှာအဲတင့်တော်တဲ့နာမည်ကိုပေးရတယ်ဟုတ်မလား computer ဆိုပြီးကျွန်တော်ပေးလိုက်ပေးပြီးအဲ့ထဲကို string tuple လေးထည့်လိုက်တယ် data type ဟုတ်မလား string data type အနေနဲ့ကျွန်တော်တို့ appe ဆိုတဲ့စကားလုံးလေးတစ်လုံးထည့်လိုက်တယ်ဟုတ်နော် number မဟုတ်ဘူးနော် string string data တိုင်းနဲ့ apex ဆိုတဲ့စကလုံးကြောင်ထည့်လိုက်တာ okay ထည့်ပြီးတော့အဲ့ဒီ apex ဆိုတဲ့ဒီထည့်ထားတဲ့ကျွန်တော် script စကလုံးတွေကျွန်တော်စစ်ချင်တယ် connect ချင်စစ်ချင်တယ်ဟုတ်လားကွန်ပျူတာတွေမှာဆိုကျွန်တော်အခြေအနေတစ်ခုရကျွန်တော်ဈေးတိုင်းနေမှာဈေးတိုင်း software မှာဈေးတိုင်း software မှာကိုယ်ကွန်ပျူတာတိုင်းထားကိုယ်ကကျွန်တော်ဒီထဲမှာတော့၃မျိုး၄မျိုးတော့၃မျိုးပဲပြထားပြီးတော့ call sr တွေတခြားတွေလည်းရှိသေးတယ်ပေါ့နော် sr တွေဟိုဟာတွေ NEC တွေအများကြီးရောက်ပဲကွန်ပျူတာ brand တွေဟုတ်ကဲ့ဒီထဲမှာကျွန်တော်တို့၃ခုလောက်ပဲပြထားကိုယ်ဆိုင်မှာကွန်ပျူတာ၃လုံးရှိတယ် ဟာ software ရေးတယ်အဲဒီမှာကျွန်တော်တို့အဲဘဲကွန်ပျူတာဆိုဘဲစီဘဲကွန်ပျူတာဆိုဘဲစီဟောတဲ့ဒါနမူနာပြောနော်အဲ့ဒီပုံစံလေးကျွန်တော်တို့စစ်ချင်တယ်ကဲဟာ condition variable name တခုပဲနော် variable တခုဘာအနေနဲ့ကျွန်တော်တို့ကွန်ပျူတာဆိုဘဲ variable တွေကို append ဆိုတာလေးထည့်လိုက်ထည့်လို့ကျွန်တော်အဲကောင် if statement နဲ့ဆက်တယ် condition ကိုစစ်တာနော်ကဲ customer ရွေးလိုက်တဲ့ဟာဒီဒါရွေးထားတယ်လို့သဘောထားလိုက်တာ customer append ကိုရွေးတယ်လို့ကျွန်တော်သဘောထားလိုက်တာတကယ်ကြတော့စနစ်တကျဆိုအဲ့လိုမဟုတ်သေးဘူး customer ယူမင်းဟောင်ကျွန်တော်တို့ဘာလို့တောင်းရအောင်လဲ import တောင်းရအောင်မယ် import တောင်းရအောင်မယ်ဟုတ်နော် import down ပြီးမှသူက app ဆိုရင် app ဆိုပြီးတော့ကျွန်တော်တို့ပြ Okay အဲ့ဒီပုံစံလေးပြီးကျွန်တော် version update လုပ်ပြမယ်နော် Okay ဒီအချိန်မှာသူက app ရွေးတယ်ဒါအဲ့ဒါကိုကျွန်တော် if နဲ့ဆက်ပြသူဘာယူမလဲကိုကိုမသိထားလိုက်နော်ဒါကတော့ကျွန်တော် default အနေနဲ့ appel ထားတယ်ဟုတ် computer equal equal computer if 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 statement နဲ့ဆက်တယ် if computer equal equal also သူရေးလိုက်တဲ့ computer သူရဲ့ computer also ကိုမေးတယ်ဆိုရင်ဒီကောင်ဘလောက်လဲ၄သိန်းကျပ်ဟုတ်ကဲ့ ဒါမှမဟုတ်သူက app ကိုရွေးတယ်ဆိုရင်ဒါဒီမှာတော့ app ရွေးထားတာဖြစ်တယ်ကျွန်တော်တို့ဒီ program ကို run လိုက်ဘာထွက်မှာလဲဆိ10သိန်းကျပ်ဆိုတာ app ဆို10သိန်းကျပ် HP computer brand ကိုသူကြိုက်တယ်ဆိုရင်9သိန်းကျပ်ကျွန်တော်လို့လေးမှတ်တာ okay ဒါကို control stitches တွေတယ်အဲဒါက access file တွေကိုကျွန်တော်လုပ်ပုံလေးပြအောင်နော်ဒီ access file ဒါ access file 9ရောင်းနေပြီဟုတ်လားဒီ2 file ဒီ2 file ကိုကျွန်တော် copy ပြီးပြီး script file မှာလုပ်လိုက်လိုက်ပြင်နေတာ okay နော် script file ကိုလိုက်ပြင်တာဒါချိန်ပြီးသားဟာချိန်ပြီးသားအတိုင်းပဲထားပြီဒီမှာကြီး note pad နဲ့ ဒါကျွန်တော်တို့စတင်ကတည်းကမှတင်ကတည်းက JavaScript ဖိုင်ပါလို့ဒါလေးချိန်ထားတာဒါပဲ interpreter နဲ့ချိန်ထားတာ container နဲ့ချိန်ထားတာ okay ဟုတ်ပြီဒီမှာကျွန်တော်တို့ဒီ code လေးစေးလိုက်ပြီခုနစေးထားရနော်စေးထားရင်တော့ပြန်လွှမ်းမယ်အဲ reflect လုပ်လိုက်မယ်နော် reflect okay သူဒီ app ပဲဖြစ်တဲ့အတွက် it is block တယ်စေးသိင်းချက် condition မှန်နေရအခြေအနေအဆင်ပြေတယ်သုံးလို့စေးပြေဟုတ်တယ် if statement အဆင်ပြေတယ်ဒါပေမဲ့ every programming language programming language တိုင်းမှာ condition စစ်တဲ့နေရာမှာနှစ်မျိုးရှိတယ် if statement ရှိတယ် not တမျိုး switch statement ရှိတယ်ဟုတ်နော်ကဲဆိုကျွန်တော်တို့တခါလေးကြုံမိတာတခါလေးတော့ switch statement ကျွန်တော်ရေးပြမယ်နော်ဟုတ်ပြီ switch statement အဲဒါလေးကိုဖြတ်လိုက်မယ်ကျွန်တော်ဒီအရ if နဲ့မရေး if နဲ့ရေးတာဖြစ်တယ်ဒါမှစာကြောင်းနေမများဘူးလား if 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 ဒါ if ဒီလို if if ကြည့်ရေးလို့လည်းရတယ်နောက်မှ as if လို့လည်းရေးလို့ရတယ်ပြီးတော့ if as if if စနဲ့လည်းမလုပ်လို့ရတယ်ရေးလို့ရတယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်ရိုးရိုးရှင်းရှင်း if လေးကိုကျွန်တော်သုံးပြထားတယ် အဲကျွန်တော်ဒါလေးမဖြတ်သေးဘူးရမဖြတ်သေးဘူးကျွန်တော်ဟာစီကုတ်လေးစီဟောပြောင်းကော်ပီကူးပြောင်းခဏလေးအောက်ချထားလိုက်မယ်နော်ဟုတ်ပြီဒီကောက်ကိုမရှိတော့အောင်လှမ်းလိုက်လူပြင်းလုံးလိုက်အောင်โอเคကြည့်မယ် switch နဲ့ share if ဘာလဲ if ရဲ့ condition အခြေအနေဒီဘယ်လိုရေးလဲ if present this is calibrate and a call calibrate if present this is calibrate okay ဒီထဲမှာကျွန်တော်တို့က condition အခြေအနေတွေပါတော့မှာလေရေးမှာဟုတ်နော် condition အခြေအနေတွေရေးမှာ if ဒီထဲမှာကျွန်တော်တို့ကွန်ပျူတာကို set okay switch ကကြာဘာမှမဖြစ်ဘူးဒီ if နေရာဘာပြောင်းလိုက်အောင် switch ပြောင်းလိုက်အောင် s w i t c h switch ဒါပေမဲ့ switch ရဲ့ရေးသားပုံကတော့ကွာတယ်ကြည့်မယ်ကျွန်တော်တို့ if ကြောင့်ဒီထဲမှာ equal equal တွေပါတုံးတယ်ဒီမှာမတုံးဘူးကျွန်တော်တို့ယူမယ် c o n p u t e ဟာကွန်ပျူတာကွန်ပျူတာဆိုတော့ကျွန်တော်တို့ပေးခဲ့တဲ့ဒီ very even name လေးကိုဟောနော် chain name variable name လေးကိုထည့်ထည့်ပြီးတော့သူ့ကြာလို့ရေးပုံရေးနေကြ CASE case ဟောနော် case ဒီကွန်ပျူတာက ASUS 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 ဖြစ်တဲ့ဆိုရင်ဟုတ်လားဖူးကော်လန်တဲ့စီမီကော်လန်မဟုတ်ဘူးเนาะကျွန်တော်တို့ဘာလဲဖူးကော်လန်ဖူးကော်လန်ထဲပဲကျွန်တော်ဘာလုပ်လဲ A A N E R T A love ဒါလေးကျွန်တော်ပြန်ကူးမယ်เนาะ A love ကျွန်တော်အများကြီးတော့ပြန်ကူးမယ်နော်ဖူးကော်လန်ဖြစ်တဲ့ဆိုတော့ဒီမှာကိုတို့စီဒီဒီစတိတ်မန့်ကိုလောက်လောက်ဟုတ်လားဖူကော sorry အော့ဆုဆိုရင် ASUS အော့ဆုအော့ဆုဆိုရင်ကျွန်တော်တို့ ီ statement ကိုလုပ်မယ်။ဟုတ်လားဒါတော့ switch ရဲ့ statement နော်။နောက်တစ်ခုနောက်တစ်ခု case csc case အဲ့တော့ဒီဟိုဘယ်နှခုစစ်မှာလဲ။ဟုတ်လား off suit ပြီးကျွန်တော်တို့ဗာလဲဆိုရင် app app ဆိုရင်ဒီလောက်လို့ပေါ့။ app and app ဟုတ်လား app ဆိုရင်တော့စေတဲ့ဆိုတာလောက်လောက်ပဲ။ Okay control z ဒီနေရာမှာဒီ code ပဲရေးမယ်နော်။အဲပုံမှန်တော့တော့တချောင်းချင်းရေးပြအောင်လည်းနည်းနည်းလေးမြန်သွားအောင်ဟုတ်လားကတော့ဘူးဟုတ်ပြီအပဲဆိုရင်ဒီလိုလုပ်လို့မယ်နောက်တစ်ခု case CAS case တကယ်လို့ဒီ customer ရွေးလိုက်တဲ့ computer ဟာ HP HP ဆိုရင်ဒီမှာတော့မကူတော့အကြောင်းရေးလိုက် A N E R T I love I love ပါလုံးမလဲဆိုတော့ it is HP ဆိုတော့၄သိန်းကျန်တယ်။ဟာ sorry HP ဆို၅သိန်းကျန်တယ် ks okay ဟုတ်မလားဒါဒီတော့ swiss နဲ့ရေးလိုက်တာအခုက if ကိုပဲလောလောညာလူလူပဲနော် swiss နဲ့မှာလောက်လိုက်တာရေးလိုက်တာ okay ဒီနေ့မှကျွန်တော်တို့တစ်ခုထည့်အောင် swiss သုံးရတဲ့တူသည်ကျွန်တော် if မှာဆိုရင် if s ရှိတယ်မလား if man နဲ့ဆိုဒါလောက်မယ် ss မှာနဲ့ဆိုဒါလောက် swiss မှာလည်းနောက်နောက်တစ်မျိုးရှိတယ်အဲ့ဘာလဲ default d f a u n d case sensitive ဖြစ်ရတဲ့စာလုံးပေါင်းနေတဲ့တရားပဲဒီ default ဆိုတာလည်းပါပဲ keyword ပဲ case ဆိုတာလည်း keyword ပဲ sys ဆိုတာလည်း keyword ပဲအဲ့ကျွန်တော်က keyword စအတိတ်ပဲဒီမှာတော်တော်နားလေဟာ JavaScript မှာသူကြိုယူထားတဲ့ keywords ရဲ့အဓိပ္ပာယ်ဒီလိုပါလားဒါကိုကျွန်တော်တို့ကအာဘယ်လိုပြောမလဲ vocabulary ဘိုင်းပေါ့ကျွန်တော်တို့ဟိုအင်္ဂလိပ်ကမှလို့ပြောမှာစ vocabulary ကျွန်တော်တို့ရေးပုံရင်းနေပြီ grammar ရေးပုံရင်းနေဟုတ်တယ် subject verb object ဟုတ်တယ်ဆို grammar ရေးပုံရင်းနေသိပြီဆိုရင်ကျွမ်းပြီဆိုရင်ကျွန်တော်တို့ဘာလို့သွားဟောဟာလာလို့သွားတယ်လေ vocabulary လို့သွားတယ်ဒါတွေလဲ vocabulary နောက်တစ်သူကြိုရေးပေးထားတဲ့ method တွေ object တွေ class တွေအားလုံးတွေလည်းပါလဲ ဗောကူလာရဲသူကြိုရေးပြထားတဲ့ဘယ်မှတ်တပ်ကိုငါသုံးရမယ်တင်ချာနဲ့ဆိုင်ဘယ်မှတ်တပ်ကိုသုံးမယ်ဘယ် object ကိုသုံးရမယ်ဆိုတဲ့ knowledge ကြီးပါတော့ဆိုရင် vocabulary ပါပဲနော် df und default ဟုတ်လား default အနေနဲ့သူပါလို့ပါလဲဟုတ်လား default အနေနဲ့ဆိုရင်သူလက် full column ပဲနော်တတိထားနော် default full column တွေ့လားဒီ full column တတိထားနော် case ဒီနားမှာလဲ full column ဒီနားမှာလဲ full column ရေးပုံရင်းနေလိမ့်မှာလား case full colon case d ဟာ case ဆိုပြီးတော့ collagen နဲ့တန်ဖိုးစစ်မယ်စစ်တော့ full colon full colon မြန်မာပြန်ပြောပါ full colon လေးသတိထားမလားဒါ full colon လေးပေါ့ okay def for နေနေတော့ဘာရေးမလဲ a n e r t a l f ကိုဆင်းပြတာရေးဟာဒီ ablet ဆိုတာလေသူရ default ရေးပေးထားတယ်ပါတော့မတ်တက်ပဲဟုတ်လား def and slab ပေါ့ညာတခုရေးပါဦး please slap one ဘာမှမယူရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်လေ p n e a a s c please slap one ဟုတ်လား slap one တခုခုတော့ရွေးပါအောင်ဟုတ်ပြီလားဒါဒီကျွန်တော်တို့ default အနေနဲ့ okay not not a quiz swiss ထဲမှာသူဒီစစ်မယ်ကျွန်တော် if လို့ရနော်ဓာတ်ရိုက်သွားမှာတချောင်းပြီးတချောင်း statement အနေနဲ့ကြောင်းပြီးကြောင်းသွားမှာအာကွန်ပျူတာတဲ့ဒီဒီကလုံးဝလုံးလေးဆိုအာကွန်ပျူတာဆိုတဲ့နာမည်နဲ့ variable name နဲ့ဆိုတော့ app ဆိုပြီးတော့ tempo လေးတခု memory ပေါ်မှာမာလို့တန်းနေရာယူတာယူပြီးတော့ swiss keyword ကိုသုံးတယ်သုံးပြီးတော့ဒီကွန်ပျူတာကိုတည်ပြီးတော့စစ်တယ်ဟာဒီကွန်ပျူတာသူရေးလိုက်တဲ့ဟာ ခုရေးထားတာတော့ပါလဲ Osula Appella HPLA ဆိုတန်းစစ်ပထမဆုံး Osula မစင်မဟုတ်ကြော်သွားတယ် Appella Appella ဟုတ်နေဟုတ်နေဆိုသူဘာလို့လုပ်လဲဒီ statement ကိုလာလို့လုပ်ဟုတ်နော်လာလို့လာလို့လုပ်ပေမဲ့သူကွန်ပျူတာရဲ့သဘောတရားတကြောင်းချင်းသွားအောင်ပါဟုတ်တယ်မှန်တယ်အဲ့ဒါထက်စင်အောင်ဟာ HP မှန်တယ်ထက်စင်တယ်ဟာအလတ်ထက်သွားဒါဆိုမမှန်တော့လေ HP လိုမမှန်တော့မမှန်တော့အလုပ်တွေဘိုးလုပ်နေတယ် Default ဒီကဘာလို့လုပ်လဲသွားပြီးတော့အလုပ်လုပ်ကျွန်တော်ကဒီထိမသွားကြတော့မှန်တယ်ဆိုကျွန်တော်ကရက်ချင် ရရှိနိုင်ပြတဲ့ switch မှာနေရာတိုင်းမှာပါပါလဲဆိုရင် b r e a c k brake ပြည့်ရက brake ဟုတ်နော် brake statement ကိုကျွန်တော်ဘာလုပ်အောင်လဲရေးပေးမယ်ဟုတ်နော် brake အဲ့ဒါဒီ brake ကနေရာတိုင်းထည့်ဒါသူ့ရဲ့ form ပဲသူ့ရဲ့ form ပဲဟုတ်နော် brake hb မှာလည်းကျွန်တော်ဘာလဲ brake default မှာတော့မလိုတော့ ဘာကဒါဒီကျွန်တော်တို့ဗာလဲဆိုစွစ်စတိတ်မန့်ရဲ့ဘေးဒစ်စွစ်စတိတ်မန့်ရဲ့အခြေခံပုံစံဟုတ်လားကဲဒါကိုကျွန်တော်တို့ run ကြည့်အခုနပုံစံတိုင်းထွက်တယ်ဒီ if ကိုကျွန်တော် comment အမကန်တော့ခေါင်းလေးဖြတ်ပလိုက်တော့ delete အရှုံးမခံတော့ကိုယ်အရှုံးမခံဟုတ်ကဲ့ဒါဒီတော့ switch statement ရဲ့ basic အခြေခံသင်ခန်းစာလေးဟုတ်လား okay ဟာ container ကိုပြန်ပြီးတော့ run မယ် reflect ပြန်လုပ်မယ် okay it is setting just ဟုတ်လား it is setting တူတူပဲ switch နဲ့ရေးလဲရတယ် if နဲ့ရေးလဲရဒါမှမဟုတ်ဘယ်ရပို့ပြီးကြည့်လဲလဲ ဆွစ်ကပေါ်ပြီးကျင်းနေတယ်ကွန်ဒီရှင်အခြေအနေပေါ်မှာမူတည်မှာနော်တချို့ဟာဆွစ်နဲ့ဆင်မာကိုအခြေအနေအစဉ်ပြေတဲ့အခြေအနေအဲဆိုဗီဂန်အနေနဲ့ကျွန်တော်ပြန်ဟာဆရာဘလူးအခြေအနေမှာကျွန်တော်ကဆွစ်နဲ့ဆင်မာဘလူးအခြေအနေမှာအစ်နဲ့ဆင်မာအဲဆိုကျွန်တော်ပြန်ပြောလိုက်ရှေ့တင်ငင်းလာလဲတင်ငင်းလဲအခုတင်ငင်းလာလဲတင်ငင်းလဲမတူတာလေးနှိုင်းကြည့်လိုက်လေဟုတ်လားမတူတာလေးနှိုင်းကြည့်လိုက်ကျွန်တော်ရှေ့တင်ငင်းလာမှာများသောဖြင့် if ရဲ့အခြေအကောင်တစ်ချက်ကြည့်မလားကျွန်တော် basis for လေးကိုကျွန်တော်ဒီထဲကဟာ notebook လေးကိုတစ်ချက်ဖွင့်မယ်ကျွန်တော်ရေးထားတဲ့ code လေးကိုချက် ုတ်စီဒါဒီကျွန်တော်တို့ပြခဲ့တဲ့ if သင်္ကန်းလားဟုတ်နော်အဲဒါဒီကျွန်တော်တို့ပြခဲ့တဲ့ if သင်္ကန်းလားဒီကောင်ဆိုရင်ကျွန်တော်တို့ဗာလဲ switch တန်လားရှင်းကြည့်လိုက် if တခုစစ်ဖို့တော့ကျွန်တော်တို့ if ဒီနားသားပြန် operator တွေလိုတယ်ဒီမှာလည်းလိုတော့လိုတယ်ဒါ condition basis ဆိုတော့အခြေအနေ condition တွေအခြေအနေဟိုဘယ်လိုပြောမလဲလက်တွေမှာအများကြီးမကြုံဘူးလို့ကြတော့တမ်းမမြင်ဘူးဒါပေမဲ့ပြန်ပြထူးခြားချက်လေးကြည့် switch နဲ့ရေးတာအခုနဟာ if နဲ့ရေးသွားတော့ကုတ်ချောင်းနေမရှိဘူးလားရှိတယ်နော်ဒီမှာလည်းရှိတယ်လားမင်းဒါကဟိုကိစ္စတို့ပါရေးရတာလွယ်တယ်တကယ်ကြ ID တွေပါနေသုံးတယ်ဆိုတော့သူ generate တောင်လုပ်ပေးတယ်ကိုကဒီထဲမှာကိုရေးမဲ့ကုတ်လေးပဲလာထည့်ရအောင်ဟုတ်နော် if မှာတတိထားကြည့် variable ပြန်မြဘယ်ခုလိုလဲနှစ်ခုလိုလဲဒီနှစ်ခုရဲ့လောလောဆယ်လဲအခြေအနေကတော့လောလောဆယ် variable ဘယ်နှစ်ခုလိုလဲနှစ်ခုကိုတည်ပြီးတော့စစ်ညီလားမညီလားစစ်တယ်ဟုတ်ကဲ့ဒီမှာじゃ variable တစ်ခုလေးပါတော့တည်ပြီးတော့စစ်တယ်ဟုတ်လားဒါအနည်းသက်ဆုံးအခြေအနေ နောက်ထပ်တခြားအဲ program ရေးပါမြန်ပြီးလာတယ်ဘယ်ချိန်မှာငါတို့ switch သုံးတင်တာလဲဘယ်ချိန်မှာငါတို့ if သုံးတင်တာလဲဟုတ်နော်ဘယ်ချိန်မှာငါတို့ available condition ကိုသုံးတင်တာ condition stream မှာဒီနှမျိုးရှိမယ် every programming language if switch if the if the if switch if နဲ့ similar switch နဲ့ similar ကြိုက်တဲ့အချိန်ကိုစစ်လိုက်ဟုတ်နော်မိုးရွာရင်ပါလို့မယ်နေပူရင်ပါလို့မယ်ကွန်ပျူတာမှာလည်းအမှန်ကြီးဒါဆိုရင်ဒီ switch ရဲ့ရေးသားပုံလည်းပို့ပြီးတော့မကျင့်ဘူးလား ကြည့်ရတာကိုလည်းကြည့်လို့တယ်ရေးသားပုံလေးဒါမှမဟုတ်ရေးသားပုံလေးတော့တတိထား Swiss Swiss keyword ပြီးရင် case keyword full ကိုလည်းကိုထဲမဲ့တန်ဖို့ကိုစစ်မဲ့တန်ဖို့ကိုလိုချင်တဲ့တန်ဖို့ပြီးရင်တော့ I love ဒါတော့ sorry I love ကမလာဘူး I love ကတော့ကိုလုံးမဲ့ statement ဒီထဲမှာကိုပြီးရင်တော့ break Swiss key break Swiss key break Swiss key break အဲ့လိုပါပေါ့ formula match မှာလား calibrate ကတော့ if မှာလည်းပါတယ် Swiss မှာလည်းပါတယ်အဲ့တော့ကျွန်တော်က programming writing style နဲ့ပြင်ထလာအောင်ပါနော် this is by the swiss statement swiss if ဒါလည်းမလားဘယ် quality မှာဘယ်ဘယ်ဝါနဲ့စစ်မလဲဆိုတာကိုကျွန်တော်တို့အတွေ့အကြုံလေးနဲ့သင်သွားကြပါဗျာဒီတိုင်းလေးလည်းမှာဟိုတတိုင်းလေးကျွန်တော်ဟိုကျွန်တော်ဘီဇန်နာစစ်မှာကျွန်တော်ကြုံရတယ်ဟုတ်လားကြိုက်တယ်လို့ဒီ stress နဲ့ f ကဒီလိုထူပါလေဆိုတတိုင်းလေးပြောကောင်းကောင်းနားမလဲဒါအမှန်တိုင်းဟုတ်လားရေးသားပေါ့ program တွေရေးပါများမှာနားလည်လိုက်ဒါခုလည်းခုအခုချိန်နေကိုတော်တော်နားလည်ပါ Okay okay thank you ဗျာ